ားလုံးပဲမိင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အောင်းလဲမိင်္ဂလာပါဟိုတနေ့တုန်းကပဲပြည်သစ်လွေစင်အသင်းရဲ့တိုက်စင်မှု Kylian Mbappe ပေါ့လေအသင်းကောင်းဆောင်တိုက်စင်မှုကပြည်သစ်လွေစင်အသင်းရဲ့ Jersey ပေါ်မှာကျဲသုံးလုံးတက်သွားဖို့နဲ့ကျဲသုံးလုံးမရရအောင်သူတို့အစွမ်းကိုကျူးပန်းသွားမယ်လို့ဆိုတဲ့ ပြင်သစ်ကဘောလုံးလောကရဲ့ rich history ရှိတဲ့နိုင်ငံဖြစ်တဲ့လေဝိစင်အသင်းမှာရောတကယ်ကိုအောင်မြင်တဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ဘောလုံးလောကမှာဒီဘက်နောက်ပိုင်းမှာနိုင်ငံတကာပြိုင်ပွဲကြီးတွေကိုထိတ်တန့်အဆင့်ကိုမကြာခဏရောက်နေတဲ့အသင်းဖြစ်တယ်အထူးသဖြင့်ဒီဒီဒေရှိုကိုင်တဲ့ဒီအသင်းပေါ့လေပြင်သစ်က1984မှာ Euro Champion ဖြစ်တယ်2000မှာ Euro Champion ဖြစ်တယ်အဲ့တုန်းကဒေရှိုကအသင်းကောင်းဆောင်ဖြစ် Euro မှာတာဝန်ယူခဲ့တယ်1998ကမ္ဘာဖလားမှာ Champion ဖြစ်တယ်အဲ့နောက်မှာအခုဒေရှိုစကိုင်တဲ့2016 2012ယူရိုပြိုင်ပွဲအပီ ဒီဒီဒေရှော့စကိုင်တဲ့အချိန်မှာပြည်သိကယူရို2016မှာအရှင်ဖြစ်ကျင်းပပြီးတော့မှ final တက်ပြီးဒုတိယရတယ်2020မှာရှုံးထွက်အဆင့်မှာသူတို့ထွက်ရတယ်အဲတုန်းကဆွစ်ဇာလန်ကိုပယ်နတီနဲ့ရှုံးခဲ့တာဖြစ်ပေမဲ့2024မှာ semi final ရောက်တယ်တခါကမ္ဘာ့မလားပြိုင်ပွဲကိုသူတို့68မှာ champion ဖြစ်ပြီးတဲ့အချိန်မှာ2000မှာအုပ်စု2 2006မှာ final တက်တယ်2010မှာအုပ်စု2014မှာ quarter တက်ပြီးတော့2018မှာ champion 2022မှာ final ဆိုတော့ 98 2000 2006 2010 14 28နောက်ဆုံး World Cup 9ချိန်မှာပြင်သစ်ကဘောလုံးပွဲအဆင့်ကိုချိန်တက်တယ်။နှစ်ချိန်ချန်ပီယံဖြစ်တယ်။ဒီချက်ကပြင်သစ်ရဲ့ rich history ပဲ။သူတို့ဟာနိုင်ငံတကာပြိုင်ပွဲကြီးတွေရောက်ရင်ဘလို့ကစားရမလဲဘလို့ပုံစံကြော်ဖြတ်ရမလဲကောင်းကောင်းသိတယ်။ လက်ရှိပြင်သစ်အသင်းကိုကြည့်ပြဒီရှော့ကဒီဝေါ်ကပ်ပြီးရင်သူထွက်တော့မယ်ထွက်တဲ့အချိန်မှာပြင်သစ်သင်းမှာတခြားအသင်းထက်မတူညီတဲ့ position တွေမှာတောင့်တင်းနေပြင်သစ်ကပြနောက်တန်းမှာပြောစရာမရှိဘူးဂိုးသမားလည်းပြောစရာမရှိဘူးကွင်းလည်းလည်းပြောစရာမရှိဘူးတောင်ပန်တိုက်စစ်မှာလည်းပြောတယ်ပြင်သစ်ကအဲဟန်ချက်နည်းနည်းလေးညီသွားတာနဲ့ပြင်သစ်ကအရန်ကောင်းသွားမယ်အသင်းလက်ရှိပြလက်ရှိပြင်သစ်သင်းကဟိုတနေ့ကခလီယန်အပပေးကကလပ်နဲ့လူဝိစင်တို့ယူကရိန်းကိုနိုင်ပြီးချစ်စဝဲအောင်ယုံနမကအတွင်းကို၄00ကိုဈာမပွားပြည့်သွားတဲ့အချိန်မှာ လက်ရှိဒေးရှော့ရဲ့အသင်းကချန်ပီယံထပ်ဖြစ်နိုင်လား2018မှာဖိုင်နယ်တက်တယ်20နှစ်မှာဒုတိယရတယ်ဒီဒီချင်းချန်ပီယံဖြစ်နိုင်တာဒီလိုမျိုးလောက်နိုင်တာဘရာဇီးလ်ပဲရှိတယ်ဘရာဇီးလ်က94မှာချန်ပီယံဖြစ်တယ်98မှာဒုတိယရတယ်2000နှစ်မှာချန်ပီယံဖြစ်တယ် back to back ဖိုင်နယ်3ချိန်ပြင်သစ်တွေ့ chance ပဲဆိုတော့လက်ရှိပြင်သစ်အသင်းရဲ့လူအင်အားဘလောက်တောင့်လဲကိုယ်တော်မိုက်မန်ညောပြောစရာမရှိဘူး one of the best goalkeeper ဖြစ်တယ်အရင်က chevalier ဖြစ်မယ်ဆမ်ပါရှိတယ်အရီယိုလာရှိတယ်ကိုယ်တော်အတွက် oc စီ ခန်းစစ်ခါပြင်သစ်ကအတောင့်တင်းဆုံးခန်းစစ်ကိုပိုင်ဆိုင်ထားတဲ့အသင်းဖြစ်တဲ့ဘိုနောက်ခံလူကြီးပဲဥပမခါလို့ရဲခနာတီရဲဝီလျံဆလီပါရဲ၃ယောက်ရှိတယ်။ first strike ကတော့ဆလီပါနဲ့ဥပမခါလို့ဖြစ်မယ်ခနာတီကအရန်ဖြစ်မယ်လူအပ်ရင်တခြားစန်တပတ်တွေအများကြီးကြံသေးတဲ့အချိန်မှာကျွန်တော်တို့အခုလက်ရှိမှာ ခွန်တေကညာတောက်ပန်ဖက်ကထေယိုဟနန်တက်ရှိတယ်လူကက်ဆန်နန်တက်စန်တာဘက်ကစားလို့ရတယ်လူကက်စတီနီရှိတယ်မာလူကူစတိုရှိတယ်တခါအရန်မှာဘင်ဂျမင်ဖာဗတ်တို့ကလီမီလောင်လက်တို့လိုရီဘယ်ဒီတို့ကာလူးလူးတို့ဂျွန်နန်ခရော့စ်တို့လိုအရန်ကစားမတွေကြံသေးတယ်ဒါတော့ရွေးချတာမဟုတ်ဘူးနော် တခါကွင်းလေကိုကြည့်ရင်ပြည်သူကဝါရိတ်ကွင်းလေကစားမအန်ဂိုလိုခန်တီကိုပြန်ရွေးထားတယ်ဒီကြားထဲမှာကျွန်တော်ဖိုးဖို့ပါတာပြန်ကောင်းလာရင်ဖို့ပါလေကအောင်ပါဆိုအန်ဂိုလိုခန်တီကိုတည်ပြီးတော့မှအိုရယ်လီယိုတူရှမန်တီရဲ့အက်ဒရီယန်ရာဘီယိုစ်ကဲကမဗင်ကာရဲ့အိုက်ကွင်းလေမှာဒီပြအခုနောက်ပိုင်းကြက်နေတဲ့မာနူခိုနေလို့ပါလို့ဆိုပြည်သူကွင်းလေကိုကြည့်ရင်ကမဗင်ကာရှိတယ်မာနူခိုနေရှိတယ်ရှွာမန်နီရှိတယ် အဲ Adrian Rabiot ရှိတယ် Angolo Kanté ရှိတယ်ဆိုတော့ Kanté က first try Rabiot ဆက်တွဲပြီး Shawmani နဲ့တွဲမယ်ပြည်သက်ရဲ့ကွင်းလည်းကကြောက်ဖို့တော့ကောင်းတယ်ဒါပေမဲ့နည်းနည်းတော့ defensive side နဲ့ကစားမလေးများတယ်အဲပြီးတော့မှအထောင်တိုက်စစ်မှုဖြစ်က Mbappé ပဲကစားရမယ်ဘယ်ဘချမ်းမှာ Kolomwani ရှိတယ် Kingsley Coman ရှိတယ် Thuram ရှိမယ် Dembele ရှိမယ် Doué ရှိမယ်ပြီးတာနဲ့ Bagula ရှိတယ်ပြည်သက်မှာဆိုတော့ တောင်ပန်တွေကိုကြည့်တဲ့အခါမှာဒီကြားထဲမှာအထောင်တိုက်စစ်မှုတွေအကီဒီကီရှိတယ်။နံပါတ်10ရိုမှာရိုင်းယန်ချာကီရှိတယ်။ယွန်ဖီလစ်မာတေတာရှိတယ်။နောက်ကစားသမားတွေအများကြီးပဲ။ပြည်သူ့ရဲ့တိုက်စစ်ကပြအထောင်မှာကအမ်ဘပေးကိုထားမယ်။အမ်ဘပေးကိုထားမယ်ဆိုရင်ဒီဘက်ကဒူဝေကစားရင်ဒီဘက်ကဒမ်ဘေးလီကစားမယ်။ဒမ်ဘေးလီကိုအလေထည့်လို့ရတယ်။ဘာဂိုလာကစားလို့ရတယ်။အဲ့ဒါကိုမှခိုမန်တို့အန်ခူခူတို့ဒီကြားထဲမှာခိုလိုမဝါနီတို့တူရန်တို့ဒူဝေတို့ကစားမှကြိုက်တဲ့ကစားမှကစားပြည်သူ့မှာ ပြီးအထောက်တိုက်စစ်မှုစစ်စစ်ကိုမယွန်ဖလစ်မတ်တန်တာထားပြီးတော့အမ်ဘပေကိုဘဲထုတ်ဒမ်ဘေးလီကိုညာထုတ်တစ်ဆယ်မှာကြိုက်တဲ့လူကစားရသေးတယ်သူတို့မှာ choice ကတတော်ကိုများတာပြင်သစ်ကပြင်သစ်ကတခုပဲဒေရှော့ဒီအသင်းဟာပို့ပြီးစမတ်ကြတဲ့အသင်းဖြစ်ဖို့ပို့ပြီးတော့ပိုတောင်တင်းနဲ့ပို့ပြီး organize ဖြစ်ဖို့လိုအပ်တယ်ခြေစပွဲကာလာတစ်လျှောက်ကျွန်တော်ပြင်သစ်ရဲ့ performance ကိုကြည့်အရန်ကြီး fluent ဖြစ်တဲ့ပုံစံမဟုတ်ဘူး တူးချင်း individual တွေများတာဥမာဒူဝေကကျော်ဖြတ်လာတာတို့ဘာကူလာကျော်ဖြတ်သွားတာတို့အမ်ပတ်ပေတူးချင်းဆောင်းဆောင်ရင်ကောင်းပြတာဒီလိုပုံစံတွေအဓိကများအဲ့ချက်ကပြင်သစ်တော့နည်းနည်းလေးသတိထားရမယ်ဒါပေမဲ့ကျွန်တော်အမြင်တော့ပြင်သစ်ကဒီပြိုင်ပွဲမှာ champion ဖြစ်မဲ့အသင်းထဲမှာထဲ့ထုတ်ထဲမှာကျွန်တော်ပါစင်နယ်ရဆိုရင် fluent အဖြစ်ဆုံးအသင်းက Spain ကြည့်လို့အကောင်းဆုံးက Argentina ဒါပေမဲ့တူးချင်းအွန်ပေပါရပေါ်တူဂီဒါပေမဲ့မာဂျောချစ်လင်မှုနဲ့ organize အဖြစ်ဆုံးကအာဂျင်နီလာလို့ပြောရင်မာဂျောချစ်လင်မှုနဲ့လူတောင့်တဲဆုံးအသင်းကပြင်သစ်နာမည်ကြီးတွေအများကြီးကအင်္ဂလန်ဒါပေမဲ့ကျွန်တော်ပြင်သစ်က back to back world cup final တက်ထားတဲ့အရေးသွေးနဲ့ဒေးရှော့ကိုလည်းလုတ်ပြထားတဲ့အချက်ကြောင့်ကျွန်တော်ကတော့ပြင်သစ်ဟာ2026မှာဘရာဇီးလုတ်ပြတဲ့ပုံစံမျိုးတွေလုတ်ပြနိုင်လို့ပြင်သစ်ဟာ chance ကောင်းကောင်းရှိတယ်ပြင်သစ်ချန်ပီယံဖြစ်နိုင်လား ပြည်သစ်ချန်ပီယံဖြစ်နိုင်တဲ့အရည်သွေးဘလောက်ရှိလဲကျွန်တော်ထင်တော့သူရဲ့ first strike အသင်းကိုကျွန်တော်ရွေးပြပြကိုသမားမိုက်မန်ကျော်ဘယ်ဘချက်ကထေယူဟနန်ဒက်စ်ညဘချက်ကချူးစကွန်ဒေးပြီးတော့မှဆလီဘာနဲ့ဥပမခန်းတို့ဝင်လေကဒီတိုင်းဆိုရှွာမန်နီရဲ့အန်ဂိုလိုကတ်တီကိုရာဘီယိုစ်နဲ့တွဲမယ်သူတို့433ဖြစ်သွားလို့ရှိရင်တိုက်စစ်ကအထောင်ကအမ်ပပေးထားရင်ဒမ်ဘေးလီပါမယ်ဟိုဘက်တနေရာအတွက်ကိုအထောက်တိုက်စစ်မှု IKTK တို့မတ်ထက်ထတို့ကစားရင်အမ်ပပေးပေထွက်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်ဘာကူလာရှိတဲ့ဒူအေရှိတဲ့ ကိုမှရှိတယ်ပလယာတွေအများကြီးပဲပြင်သစ်ကတကယ့်ကို strong ပဲ so question က DDA Deshaun ဥဆောင်တဲ့ပြင်သစ်အသင်း World Champion Championship ကိုထပ်ပြီးရနိုင်မလား2018လောက Champion ဖြစ်တဲ့2022လောက်ကတော်တော်လေးနီးစပ်ခဲ့တယ်ဒီတစ်ချိန်မှာပြင်သစ်အတွက်နောက်ထပ် record breaking ပြင်သစ်ကကျွန်တော် personal ရဆိုတော့ strong ဖြစ်ဆုံးနဲ့ individual quality အကောင်းဆုံးနဲ့တကယ့်မာချိုးချစ်လိမ့်မှုအရှိဆုံးအသင်းပဲဘလို့မြင်ကြလဲကိုမမဝေယမချက်ပြကြပါအလုံးကျေးဇူးတင်ပါတယ်